ချီတူးမှုနဲ့အပြစ်တင်မှုတွေကိုတုံ့ပြန်နေမိစေရောဘွားမှာလူတွေကကျွန်တော်တို့ကိုဝေဖန်တဲ့အခါမှာကျွန်တော်တို့စိတ်ဆိုးတဲ့ခံစားချက်ပေါ်ရကြပါတယ်။ဒါကပုံမှန်တုံ့ပြန်မှုတစ်ခုပါ။အရင်ဆုံးကိုကုတ်ကိုစိတ်တူလာတတ်ပါတယ်။နောက်တော့ကိုကုတ်ဝေဖန်တဲ့သူကိုမုံတီးလာမိမယ်။တစ်ချိန်တည်းမှာပဲဝမ်းနည်းမှုကိုခံစားရမယ်။ဒါကပုံမှန်တုံ့ပြန်မှုတစ်ခုပါ။တစ်ဖက်မှာတော့လူတွေကကျွန်တော်ကိုရှီတူးကြတဲ့အခါမှာကျွန်တော်တို့ပျော်ရွှင်မှုကိုခံစားရမယ်။ ငါကအတော်ဆုံးဆိုပြီးတော့ကုကုကိုတွေးမိလာမယ်။ဒီနှစ်ခုကိုနှိုင်းရှင်တည်တဲ့ခါမှာစိတ်ခံစားချက်ကအလွန်ကျုံဖြစ်နေရကို တွေ့ရပါလိမ့်မယ်။ကုကုကိုအပြစ်တင်တဲ့ခါမှာအယံဝမ်းနဲ့မိပြီးတော့ကုကုရှိတူးရင်အယံပျော်ရွှင်မိပါလိမ့်မယ်။ဒီလိုအခြေအနေမျိုးကိုဘယ်လိုရင်ဆိုင်မလဲ။ညဗုဒ္ဓကတော့ကျွန်တော်တို့ရဲ့စိတ်ကိုအလွန်အကျွံအဆုံးမရအောင်ထိန်းသိမ်းမှုအတွက်ဟောကြားထားပါတယ်။ဒီလို အဆုံးမရအောင်ဘယ်လိုလုပ်ကြမလဲ။ ဒီလိုအခြေအနေပေါ်ဖះကဘလို့ကင်တွေဖြည့်ရှင်မလဲဆိုတာကိုဇလန်လေးတစ်ပုဒ်ကိုပြောပြခြင်းပါတယ်။ဒီနေ့တော့ဗုဒ္ဓကနောက်ပါယဟန်တွေနဲ့ဆုံးခံကြချိန်မှာဗုဒ္ဓရဲ့အနောက်ဘက်ကနေပြီးတော့လူနှစ်ဦးကစကားပြောနေကြပါတယ်။တဦးကတော့ဗုဒ္ဓကိုကြည်တူပြီးနောက်တဦးကတော့ဗုဒ္ဓကိုဝေဖန်အပြစ်တင်ပါတယ်။ဗုဒ္ဓကဒါကိုဘလို့တုံ့ပြန်မှုမှမလုပ်ဖဲနဲ့လမ်းဆက်လျှောက်လာပါတယ်။ဒီလိုနဲ့နောက်တနေ့မှာတော့ယဟန်နေစုဝေးကြပြီးတော့မနေ့ကဖြစ်ခဲ့တဲ့ကိစ္စကိုဆွေးနွေးပြောဆိုကြပါရစေ အဲ့နောက်ဗုဒ္ဓကရောက်ရှိလာပြီးတော့ဘာကြောင့်ပြောဆိုနေကြတယ်လဲလို့မေးမြန်းပြီးတဲ့အခါမှာဗုဒ္ဓကတယောက်ယောက်ကတင့်ကိုဝေဖန်ရင်တင့်ရဲ့နောက်လိုက်တွေကိုဝေဖန်ရင်သူတို့တွေကိုစိတ်မတူသင့်ပါဘူးသူတို့တွေကိုစိတ်တူရင်တင့်ရဲ့စိတ်ကဒေါသအမှောင်ဖုံးလွှမ်းသွားလိမ့်မယ်တင့်စိတ်ထဲမှာဝေဖန်မှုတွေအပြစ်တင်မှုတွေကမှန်သလားမှားသလားဆိုတာကိုစုံဖြတ်နိုင်စွမ်းဆုံးရှုံးလိမ့်မယ်။တင့်ရဲ့စိတ်ထဲမှာဒေါသတွေကိုဖုံးလွှမ်းနေလို့အကျိုးအကြောင်းကိုလည်းနားလည်နိုင်စွမ်းမရှိဘူး။ အဆိုးကောင်းကိုလည်းခွဲခြားနိုင်မှာမဟုတ်ဘူးလုံသိမလုံသိကိုလည်းပညာဉာဏ်နဲ့ပိုင်းခြားနိုင်မှာမဟုတ်ဘူးတင့်ရဲ့ဘဝမှာသူတို့ဝေဖန်နေတယ်လို့အမှားမျိုးမကျူးလွန်ထားရင်တင့်ရဲ့စိတ်မှာအမှားကျူးလွန်ထားတာမျိုးမရှိရင်တင်လို့ရမှာကသူတို့ကိုဥပိ္ပခါပြုထားလိုက်ဖို့ပဲဖြစ်ပါတယ်သူတို့ပြောနေတာကတင့်ဘဝမဟုတ်တဲ့အတွက်တင်ကယူဆိုင်နေဖို့မလိုပါဘူးတင့်အနေနဲ့စိတ်လည်းမဆိုးသင့်ပါဘူးအစွန်မရောက်တဲ့စိတ်မျိုးလေးခြင်းတဲ့အခါမှာတင်းရဲ့စိတ်ကိုလည်းအစွန်မရောက်အောင် ထိန်းသိမ်းထားနိုင်တဲ့အတွက် အလိုအကျုံပြောရှင်တာမျိုးဝမ်းနည်းတာမျိုးတွေလည်းခံစားမှာမဟုတ်ပါဘူးလူတွေကကို့ပေါ်ချီကျူးလာတဲ့ပတ်သက်ပြီးတော့အယံပျော်ရှင်လို့တဲ့အခါမှာစိတ်ထဲမှာအနှောက်အယှက်တစ်ခု ဖြစ်လာပါလိမ့်မယ်အယံပျော်ရှင်မှုကိုခံစားတဲ့အခါမှာအစ်စ်မန်ကိုမြင်တွေ့နိုင်စံရွေ့ကြသွားပြီးတော့ကောင်းသည့်ဆိုသည့်မဝေခွဲနိုင်တဲ့အခြေအနေဖြစ်သွားနိုင်ပါတယ်အဲဒါကြောင့်တင်းမွားမှာကောင်းမွန်တဲ့အရာတွေလုပ်နိုင်မယ်ဆိုရင်တင်းရဲ့စိတ်ကလည်းကောင်းမွန်နေပြီးတော့တင်းမွားကိုကောင်းမွန်တဲ့ရံပြန်ဟမ်းမှုတွေပဲရရှိနိုင်မှာဖြစ်ပါတယ် အလွန်အကျွံပြောရှင်တာမျိုးအလွန်အကျွံစိတ်ညစ်တာမျိုးထက်အလေအလတ်နီလန်းကိုပဲကျင့်သုံးရမှာဖြစ်ပါတယ်။အစွန်မြောက်တဲ့စိတ်ကငြိမ်းချမ်းတဲ့စိတ်ကိုထိန်းထားနိုင်ပါတယ်။အဲ့ဒီခါမှာတင်ကတခြားတယောက်ယောက်ဒါမှမဟုတ်ကုကုကိုကဘာပေါ်မှာငါတော်ဆုံးမှလာလို့တွေးမိတော့မှမဟုတ်ပါဘူး။မြတ်ဗုဒ္ဓရဲ့အဆုံးအမစကားကတင်ကိုငြိမ်းချမ်းတဲ့စိတ်ခံစားချက်ရရှိလာမှာဖြစ်တဲ့အတွက် အစွန်မရောက်တဲ့စိတ်ကိုလေ့ကျင့်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ရပါတယ်ရှင်။ဟုတ်ကဲ့ပါ။မွေရသားသူကိုလေးစားစားနဲ့ခရစ်တီပေးပါရစေ။နောက်ဆက်ရပေးမှုအတွက်လည်းကျေးဇူးအထူးပဲတင်ရှိပါရစေ။